မင်္ဂလာပါရှင်မြမပြည်သူပြည်သားများအားလုံးလုံခြုံပေးကင်းပါစေလို့ဆုတောင်းမေတ္တာပို့သပါရယ်ဘာမမီကြီးရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်အတွင်းအထူးသတင်းစီစဉ်များကိုစုစည်းပြီးတော့ကျမမိုင်းကတင်ဆက်ပေးသွားမှာပါတွင်အထူးသတင်းတွေအနေနဲ့ကတော့ဂါဇာကမ်းမြောင်ဒေသတွေဝင်ရောက်ဖို့ကြိုးစားတဲ့ကေဇေအီတင်မော့အုပ်စုကိုအစ္စရေးရေတပ်ကဂျာဖြတ်ဟန်တာနေတဲ့တဲ့တွင် နိုင်ငံတကာအနေနဲ့ ULAA ကိုတရားဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့အတွက်ကိုရခိုင်ရပ်ဖက်အဖွဲ့အစည်းနေရာကျော်ကတောင်းဆိုလိုက်တဲ့တဲ့တင်ညီရှိရင်ငွေရှိရမယ်လို့ NUG ဝင်ကြီးပြောဆိုလိုက်တဲ့တဲ့တင်အပါဝင် အခြားသော ပြည်ရင်းပြည်ပကစိတ်ဝင်စားကြတဲ့တဲ့တင်တွေကိုစုစည်းပြီးတော့နားဆင်ကြရမှာဖြစ်ပါရဲ့ရှင် ယ်တွေကိုအကူအညီပေးဖို့ဂါဇာကမ်းမြောင်ဒေသတွေဝင်ရောက်ဖို့ကြိုးစားတဲ့ကယ်ဆယ်ရေးတင်မောအုပ်စုကိုအစ္စရေးရေတပ်ကဂျာဖြတ်ဟန်တာမှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။တင်မော40ပါဝင်တဲ့ Global Summit Flotilla JSF တင်မောအုပ်စုတွေကအများစုကိုဂျာဖြတ်ဟန်တာခဲ့ပြီးတော့ဆွီဒင်နိုင်ငံကတဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှူရှားသူ Greta Thunberg ပါဝင်တက်ကြွလှူရှားသူ450တွေကအချို့ကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဂါဇာဒေသနဲ့42.5ရေမိုင်အကွာအဝေးမှာသူတို့တင်မောတွေကိုအစ္စရေးစစ်တပ်ကဂျားဖြတ်တားဆီးခဲ့တာလို့ GSF ဖွဲ့ဦးဆောင်တဲ့သူတွေကပြောပါရယ်။ GSF တင်မောအုပ်စုရဲ့နောက်ဆုံးတင်မောကိုတားဆီးနိုင်လိုက်ပြီလို့အစ္စရေးရေတပ်ကပြောပေမဲ့ဆရာဝန်တွေနဲ့ဂျာနယ်လစ်တွေပါဝင်တဲ့တင်မောစစ်တပ်စီကအစ္စရေးရေတပ်ပိတ်ဆို့မှုကိုကြော်ဖြတ်ဖို့စူးစမ်းနေရလို့သိရပါရယ်။ ။အစ္စရေးစစ်သားတွေဝိုင်းထားတဲ့နေရာတစ်ခုမှာဂရီတာသွန်ဘက်ထိုင်နေတာကိုအစ္စရေးနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုတစ်ခုမှာတွေ့ရပါဗျ။ကဲဇယ်ရဲ့တင်မောတွေကိုတားဆီးပြီးတော့တက်ကြွလှုပ်ရှားတဲ့သူတွေကိုဖမ်းဆီးထိမ့်သိမ်းတာကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေအီတလီနဲ့မက္ကဆီကိုအပါအဝင်နိုင်ငံအချို့မှာလည်းဖြစ်ပွားခဲ့ပါတယ် နိုင်ငံပေါင်းစုံကတကြွလှုပ်ရှားသူ450ကျော်ကိုဖမ်းဆီးပြီးဆရာဝန်တွေ၊ကုညီကယ်ဆယ်ရေးပစ္စည်းတွေတဲ့လာတဲ့တင်မော40ကျော်ကိုတားဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးနိုင်ငံအစိုးရကိုနိုင်ငံတကာအတိုင်းဝိုင်းကရှုတ်ချနေကြပါတယ်။အစ္စရေးကပါလက်စတိုင်းတွေရဲ့ဂါဇာဒေသကိုသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့အဲ့ဒီဒေသအတွင်းကိုပေးပို့တဲ့လူသားချင်းစာရနိုင်ငံတကာအကူအညီတွေကိုလည်းပိတ်ဆို့တားဆီးထားတာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်ကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ကပလောဝမြို့နယ်တွေကိုတိမ့်ပိုက်ထိချုပ်ပြီးအုတ်ချုပ်ရည်တရားစီရင်လုပ်ငန်းတွေနဲ့ပြည်သူရေးရဝန်ဆောင်မှုလုပ်ငန်းတွေကိုစတင်ဆောင်ရွက်နေတဲ့အရခတ်တော် AA ကိုနိုင်ငံတကာအနေနဲ့တရားဝင်ဆိုရဖြစ်အတိမတ်ပြုဖို့ရခိုင်ရပ်ဖက်အဖွဲ့အစည်း200ကျော်ကစက်တင်ဘာလ28ရက်နေ့ကတောင်းဆိုလိုက်ပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတတ်တော် ULAA ဟာရခိုင်ပြည်ရဲ့မြေဧရိယာအများစုကိုထိန်းချုပ်ထားနိုင်သူဖြစ်ပြီးလက်ရှိမှာရခိုင်ပြည်နယ်ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးတို့ကိုလက်တွေ့ရင်ဆိုင်ဖြေရှင်းနေသူဖြစ်တာကြောင့်တရားဝင်အစိုးရအဖြစ်အစစ်မြစ်တိုးမြစ်သတ်မှတ်ပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်အတိုင်းဝိုင်းစီကိုရခိုင်ရက်ဖက်အဖွဲ့စည်းနေရာကျော်ကစပေးပို့ပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်ကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေစီစာပို့တောင်းဆိုထားတဲ့အရက်ဖက်အဖွဲ့အစည်းတွေထဲမှာ အမေရိကန်၊ကနေဒါ၊မလေးရှား၊ဂျပန်မင်္ဂလာရီအိန္ဒိယထိုင်းနိုင်ငံစတဲ့နိုင်ငံတွေနဲ့ရခိုင်ပြည်နယ်အတွင်းကဌာနေလူမျိုးစုအဖွဲ့အစည်းတွေလည်းပါဝင်တာဖြစ်ပါတယ်။လက်ရှိတောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂရဲ့အေဂျင်စီတွေဖြစ်တဲ့ UNDP, UNOCHA, UNHCR, UNICEF, WFP စတဲ့အဖွဲ့အစည်းတွေနဲ့တောင်အာရှနိုင်ငံတန်တမန်တွေ မြန်မာပြည်ဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့အပါအဝင်အမေရိကန်ဂျပန်ကနေဒါအော်စတြေးလျတန်ယုံတွေကိုလည်းပေးပို့ထားတယ်လို့အရက်ဖတ်အဖွဲ့အစည်းတွေကပြောကြားထားပါတယ်။အရက်ဖတ်အဖွဲ့အစည်းတွေတောင်းဆိုထားတာကတော့ရခိုင်ပြည်ရှိအာရခတပ်တော်ရဲ့အုတ်ချုပ်ရေးတရားစီရင်ရေးလုပ်ငန်းတွေအပါအဝင်နယ်စပ်ပြဿနာတွေနဲ့ဘင်္ဂလားဒေ့ရှ်တရီပူရာစတဲ့တိနယ်တွေမှာနေထိုင်ကြတဲ့ဌာနတိုင်းရင်းသားတွေအရေးကိုနိုင်ငံတကာအနေနဲ့ဖြေရှင်းပေးဖို့လည်းပါဝင်ပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအာရခတပ်တော်အနေနဲ့စစ်ရေးအောင်မြင်မှုတွေရရှိနေပေမဲ့ နိုင်ငံကအိနီးချင်းနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးတွေမှာအကန့်အသတ်တွေရှိနေတာဖြစ်ပါတယ်။ဒါကြောင့် ULAA ကိုတရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးတာဟာ လူသားချင်းစာနာမှုအကူအညီတွေဖွံ့ဖြိုးရေးလုပ်ငန်းတွေတန်တမန်ဆက်ဆံရေးနိုင်ငံကစည်းမျဉ်းတွေအပေါ်ပါဝင်ဆွေးနွေးခွင့်စတဲ့အချက်တွေကိုဓာတ်ရိုက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်းအရက်ဖက်အဖွဲ့အစည်းတွေကပြောဆိုကြပါရဲ့ရှင်။ ဒေတာတွေကနေအခွန်တွေကောက်ခံနေမှုကနေဝင်ဝင်ရရှိမှုဟာအခုနှစ်အတွင်းပုံမှန်များလာတယ်လို့အမျိုးသားညညရေးအစိုးရ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးက NUG ပြန်ကြားရေး PPTV နဲ့တီးတဲ့အင်တာဗျူးမှာပြောဆိုထားပါတယ်။ NUG ရဲ့စိုးမိုးဒေတာဟာမလေးရှားနိုင်ငံလောက်ကျယ်နေတာဖြစ်တာကြောင့်အဲ့ဒီနေရာဒေတာတွေကနေတယံစာတတွေစိုက်ပျိုးမွေးမြူရေးတွေအတက်မွေးဝမ်းကြောင်းတွေကုံသွယ်စီးပွားရေးတွေပြုလုပ်နေပြီဖြစ်ကြောင်းနဲ့အိန္ဒိယတရုတ်ဘင်္ဂလားဒေ့ရှ်ထိုင်း ဒီဘော်ရာ trade တွေကနေမန်ကန်နဲ့ဝင်ငွေရရှိရေးအတွက်လည်းအခုမြေပြင်မှာစီစဉ်စက်မှတ်နေရလို့ပြောပါရယ်။ဒါ့အပြင်တော်လန်ရေးပေါ်အမျက်ထုတ်တဲ့သူတွေကိုလည်းထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်လို့မြေပြင်မှာဖြစ်ပျက်နေတဲ့အဂရိလိုက်စားမှုတွေအကျင့်ပြတ်ကြစားမှုတွေအပေါ်မှာလည်းကင်တွယ်ဆောင်ရွက်နေမှုတွေလုပ်နေရလို့ဝန်ကြီးကပြောပါရယ်။ပြီးခဲ့တဲ့ဇူလိုင်18ရက်နေ့မှာ NUG လက်အောက်ခံ စကိုင်းတိုင်းကဏီမြို့နယ်တရားသူကြီးအဖွဲ့ကဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်၄ဦးကို NUG ယာယီသမရကတာဝန်မှရက်ဆဲဖို့ကြေညာခဲ့ပါတယ်။ဘာကြောင့်ရက်ဆဲလိုက်တယ်လဲဆိုတာကိုတော့တိတိကျကျမပြောထားပေမဲ့အဖွဲ့ဝင်ချင်းချင်းကြမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဆက်လက်တာဝန်ပေးအပ်ဖို့မသင့်တာကြောင့်လို့ဖော်ပြထားပါတယ်ရှင်။ ျမှာတနင်္လာနေ့ကပြိုကျခဲ့တဲ့အစ္စလမ်စာသင်ကျောင်းအဆောက်အုံအောက်မှာပိတ်မိနေတဲ့ကျောင်းသားတွေအတွက် ရှာဖွေကယ်ဆယ်ရေးတွေစက်တိုက်လုပ်နေစေဖြစ်ပါတယ်။အဆောက်အုံအောက်မှာပိတ်မိနေတဲ့ကျောင်းသားအရေအတွက်က90ကျော်ရှိတယ်လို့သိရပြီးအဲ့ဒီနားမှာလူနာတင်ရင်အစင်30ကလည်းအသင့်ဆောက်ဆိုင်လို့နေပါဗျ။ကျောင်းအဆောက်အုံကတနင်္လာနေ့ကပြိုကျခဲ့တဲ့အတွက်ရက်ကြာလာတာနဲ့အမျှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကလည်းတဖြည်းဖြည်းမျောလင့်ချက်နေပါလာပါဗျ။ တောက်ကြနေညပိုင်းမှာရတဲ့စုစုပေါင်းအသေးပြောက်စင်းကလည်း73ဦးထိကို တိုးလာနေပါတယ်ကဲဆေလို့ရတဲ့ចောင်းသား14ဦးဟာစေကူတမှုခံယူနေကြောင်းအင်ဒိုနီးရှားနိုင်ငံသဘာဝဘေးရန်ရဲ့အင်ဂျင်စီကပြောပါရယ်ဆေကျော်သက်ចောင်းသားယာနီချီရှိတဲ့အင်ဒိုနီးရှားနိုင်ငံအရှိဂျာဘာစီရိုရာဂျိုမျိုးကအယ်ခိုဇီနီအစ္စလမ်ဘာသာရေးကျောင်းမှာဆေကျော်သက်ចောင်းသားယာနီချီဝိပုစုတောင်းနေတဲ့ချိန်တင်းလာနေညနေပိုင်းကပြိုကျခဲ့တာဖြစ်ပါရယ် အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာလူဦးရေအများဆုံးမွတ်စလင်နိုင်ငံတစ်ခုဖြစ်ပါတယ်။အဲဒီမှာကျောင်းသား9000တန်းတက်ရောက်တင်ကြားနေတဲ့ကျောင်းအိတ်ကျောင်းစာအစ္စလမ်ဘာသာရေးကျောင်း4200လောက်ရှိတယ်လို့သာသနာရေးဝန်ကြီးဌာနကအချက်လက်တွေအရသိရှိရပါတယ်ရှင်။ကြည့်လွတ်မြောက်ရေးအတွက်အာနာသိန်းစစ်အုပ်စုကိုပုံမဖိအားပေးတောင်းဆိုပေးဖို့တားငယ်ကင်အဲရီကတရုတ်ခေါင်းဆောင် ရှီကျင်းဖင်တဲ့ South China Morning Post SCMP သတင်းဌာနသတင်းစာမျက်နှာကနေတဆင့်တောင်းဆိုလိုက်ပါတယ်။လူမျိုးတင့်သူတွေကိုလွတ်ပေးဖို့နဲ့ကျွန်တော်အမေကိုပြန်လွတ်ပေးဖို့စစ်အုပ်စုကိုပုံမဖိအားပေးတောင်းဆိုပေးဖို့တရုတ်သမ္မတရှီကျင်းဖေကိုဒီနေရာက တောင်းဆိုပါတယ်လို့ Kim Eric ကပြောဆိုခဲ့တာပါ။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံထဲမှာယင်းဒီမြုပ်နှံမှုတွေအများဆုံးရှိပြီးတော့မြန်မာစစ်အုပ်စုအပေါ်လွှမ်းမိုးမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း သူမိခင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရကိုတောင်းဆိုနေပြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက်လည်းတောင်းဆိုနေတယ်ဆိုတာသူ့အနေနဲ့သိထားကြောင်း Kim Eric အင်တာဗျူးထဲမှာပြောထားပါဗျ။တရုတ်အစိုးရကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုနေပေမဲ့စေအုပ်စုဘက်ကခွင့်မပြုတဲ့အတွက်အခုအချိန်အထိကိုတွေ့ခွင့်မရသေးဘူးလို့လည်းခင်အေရစ်က SNMB သတင်းဌာနကိုပြောပါရယ် ဒါပေမဲ့တရုတ်အစိုးရကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့တကယ်ပဲတောင်းဆိုနေရရှိလားဆိုတဲ့အချက်ကိုတော့ဘာမှ BJ သတင်းဌာနအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး2021ခုနှစ်အာနာသိန်းတဲ့ချိန်ကစပြီးတော့ဖန်ခံထားရတဲ့အသက်80ပြည့်ပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေဟာပုံမဆိုးရလာတယ်ဆိုတဲ့သတင်းတွေဆက်တိုက်ထွက်နေပြီမဲ့သူ့ကိုစစ်အုပ်စုကဗမာထိန်းချုပ်ထားတယ်ဘလို့ထိန်းသိမ်းထားတယ်ဆိုတဲ့တိကျတဲ့သတင်းချက်လက်တခုမှမရရှိထားပါဘူး 2020ခုနှစ်မြန်မာနိုင်ငံခီးစဉ်မှာတရုတ်ကောင်းဆောင်ရှီကျင်းဖင်နဲ့ဒေါအောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီး Belt and Road စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက်စီးပွားရေးသဘောတူညီချက်33ခုကိုနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်ဘာမမီဂျီရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်တွင်းအထူးသတင်းစီစဉ်တွေကိုစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါ ဘာမဘီဂျီကိုအားပေးကြည့်ရှုနေကြတဲ့ပရိသတ်များနဲ့တကွမြမပြည်သူပြည်သားများအားလုံးကျန်းမာရွှေလန်းပါစေလို့ဆုတောင်းမေတ္တာပို့သပါရရှင်